ားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာမူကိုမျိုးရဲ့လက်လက်ဆက်ဆက်နောက်ဆုံးရသတင်းအကြောင်းကိုပြောပြလာ诶ကိုသူမောင်ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာမောကုံနဲ့ပတ်သက်တဲ့လက်လက်ဆက်ဆက်သတင်းလေးတစ်ပုဒ်ကိုမတင်ဆက်ခင်ကြပြလေးတစ်ပုဒ်ကိုရွတ်ပြသွားချင်ပါတယ်နှင်းသီးကြွေခြေစုံခိုက်ရင်ဝင်ဆူးဆိုက်လောင်မြိုက်မြဲ့ရင်အိုးမောကုံတောင်းမရဲ့စကလုံးမရှိတော့ပြီဆိုတဲ့ကြပြလေးဖြစ်ပါတယ်ဒီကြပြလေးကိုတော့ပလောင်စစ်ရှုံပလောင်အကျန်းဖက်သမားခေါင်းဆောင်တယောက်ဖြစ်တဲ့ ထုံးတို့ထားမယ်ဆိုတဲ့တာဖုံးကျော်ကမိုးကုတ်ကနေထွက်ခွာရပြီးတဲ့နောက်မိုးကုတ်မှာအသေးခံတိုက်ပွဲဝင်ခဲ့ကြတယ်အသေးခံအသုံးချခံခဲ့ကြတဲ့ NUG ပြည်ပအုပ်စုတွေရဲ့ PDF တွေကိုတောင်းပန်တယ်လို့ချွတ်တိတ်တယ်လို့ပုံစံမျိုးနဲ့ရေးသားခဲ့တဲ့ကြပြဖြစ်ပါတယ်ဒါကတော့ဒီမိုးကုတ်ကနေစစ်ရှုံးပြီးဆုတ်ခွာသွားရတဲ့ပလောင်လက်နက်ကင်တပုံ TNL နဲ့အပေါင်းပါတွေအတွက်မိုးကုတ်မျိုးကိုကြောက်တုံးခင်ရမယ်ဆိုတဲ့မျော်လင့်ချက်ပေါင်းများစွာနဲ့အသေးခံတိုက်ပွဲဝင်ခဲ့ကြတဲ့ PDF တွေကိုချွေးသိမ့်တဲ့အောင်ပုံစံမျိုးနဲ့ မိုးကုတ်အုံနဲ့ပတ်သက်ပြီးတော့ဆွန့်အားသွားတဲ့အတိပ္ပယ်မျိုးတက်ရောက်တဲ့စာကိုကြပြာကိုရေးသားခဲ့တာဖြစ်ပါတယ်။ကြပြာရောင်ရောင်စာရောင်ရောင်တရားဖို့သုံးဖို့ကြပြာတွေရေးလေရေးတာရှိတဲ့ပလောင်အကျန်းဖက်ခေါင်းဆောင်တွေကတယောက်ဖြစ်တဲ့တာဖုံးကျော်ရဲ့လက်လက်ဆက်ဆက်ရေးထားတဲ့ကြပြာလေးဖြစ်ပါတယ်။ဒီသင်လေးကိုပြန်ဆက်ရရင်တော့ဒီနေ့ဒီဇင်ဘာ၁ရက်နေ့မှာလဲတက်မလို့ရင်တန်းတွေတက်မလို့စစ်ကြောင်းတွေက မိုးကုတ်နဲ့မိုးမိတ်ကိုဆက်လက်ပြီးတော့ဝင်ရောက်နေတာဖြစ်ပါတယ်။ဒီလိုဝင်ရောက်ဖို့အတွက်လည်းပလောင်လက်နက်ကင်တပွန် DNLA ကတပ်မတော်ရင်နန်းတွေတပ်မတော်စစ်ကြောင်းတွေရဲ့လုံခြုံရေးကိုအပြေအဝအမခံချက်ပေးပြီးတော့ခေါ်ဆောင်လာရတာဖြစ်ပါတယ်။မြင်ကွင်းကမိုးကုတ်မြို့ကိုအသေးခံတိုက်ခိုက်ခဲ့ကြတဲ့မိုးကုတ်မြို့ကိုရရှိဖို့အတွက်အသေးခံခဲ့ကြတဲ့ PDF တွေအတွက်ကတော့ရင်နာစရာ၊အော်နှလုံးနာစရာနဲ့ခြေကွဲစရာမြင်ကွင်းကြီးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်2024ခုနှစ် ဇူလိုင်လ24ရက်နေ့မှာမိုးကုတ်မြို့ကိုဝင်ရောက်လာပြီးတဲ့နောက်မိုးကုတ်မြို့မှာကြောက်တူးခွင့်ရကြမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ကဘာကြီးတစ်ခုလုံးကိုလွှမ်းမိုးထားတယ်လို့မျိုး တတရကဘာစစ်ကြီးကိုအောင်းနိုင်တယ်လို့မျက်နှာဘေးတွေနဲ့မုကုံမျိုးကိုခြေတက်ပြီးတော့တင်မဲ့ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘလောင်လက်နဲ့ကန်တဲ့ပုံ DNA တွေကနောင်ချိုကြောင်မဲ့တိဘုတ်ကိုဆစ်ရှုံးပြီးတဲ့နောက်နမ်ဆန်နဲ့နမ်တူပြာချခံရမှာစိုးတဲ့အတွက်မုကုံနဲ့မိုးမိတ်ကိုပြန်လည်လွှဲပြောင်းပေးအပ်ပါတော့မယ်ဆိုပြီးအပြစ်ခတ်ရဲဆေးရေးစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ဒေချင်တွေကတော့အားလုံးတိဖြစ်ပြီးသားဖြစ်ပါလိမ့်မယ်။ဒီနေရာမှာတက်မတော်စစ်ကြောင်းတွေပြန်လဲဝင်ရောက်လာကြတာဖြစ်တဲ့အတွက်မိုးကုတ်မြို့ပြင်ဂျောင်းကျိုးဂျောင်းချတောင်ကုန်းတွေဘောကနေကြည့်ပြီးတော့မျက်ရည်စရတွေနဲ့ စုတ်တက်တက်တက်နာကျင်မှုများစွာနဲ့ငေးမောကြည့်နေတဲ့ PDF တွေအတွက်ပလောင်လက်နဲ့ကင်တဲ့ပုံ DNL ကဒီလိုကြပြလေးနဲ့ချော့လိုက်တာဖြစ်ပြီးတော့အကြမ်းဖက်အားပေးတွေနဲ့အကြမ်းဖက်အားပေးမီဒီယာတွေကတော့မနေ့ကမိုးကုတ်နဲ့မိုးမိတ်မှာတိုက်ပွဲတွေဖြစ်ပေါ်နေတယ်တက်မတော်စစ်ကြောင်းတွေတိုက်ခိုက်ခံနေရတယ်ဆိုပြီးတော့ယသိစိတ်ဖြင့်တည်င်းတို့တည်င်းမတွေရေးသားခဲ့ကြပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မနေ့ကနိုဝင်ဘာ30ရက်နေ့ညကလေးကမိုးကုတ်မှာရရှိနိုင်တဲ့သတင်းအရင်းမြစ်တွေနဲ့ရရှိနိုင်တဲ့နေရာတွေကနေသတင်းတွေစုံစမ်းခဲ့ကြပါတယ်။စုံစမ်းပြီးတဲ့နောက်မှာပဲမနေ့ကထိတွေ့တိုက်ပွဲတချို့ရှိခဲ့တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒီထိတွေ့တိုက်ပွဲတွေအတွင်းမှာတော့ပလောင်လက်နက်ကင်သပုံ DNL ကခွေးမောင်းတယ်လို့မောင်းထုတ်ခြင်းခံခဲ့ရတဲ့မိုးကုတ်ပြူဟာမန္တလေး PDF အပါအဝင်စင်ကူးမတရားကနေလာရောက်တဲ့ပကဖပါအဖာနဲ့ PDF အဖွဲ့ပေါင်းအစုံကတမရိုစစ်ကြောင်းတွေကိုနှောက်ယှက်ဖို့အတွက်ပြစ်ခတ်ဖို့အတွက် ရည်ရွယ်ပြီးတော့ချင့်ကပ်လာတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်တွေကိုပလောင်လက်နက်ကင်တဘုံ DNL ကအပြစ်ခတ်ရက်စဲရေးစာချုပ်ပါအကြောင်းအရာတွေအတိုင်းတပ်မတော်ရှင်တန်းတွေကိုလုံခြုံရေးအပြစ်ဝပေးပြီးတော့ဖိတ်ခေါ်လာရမှာဖြစ်တဲ့အတွက်ပလောင်တွေကဒါကိုအပြစ်ဝတာဝန်ယူပေးရမှာဖြစ်ပါတယ်။အကယ်၍အပြစ်ခတ်ရက်စဲရေးစာချုပ်ပါအကြောင်းအရာအတိုင်းတပ်မတော်ရှင်တန်းတွေထိခိုက်စရာမျိုးတွေဖြစ်ခဲ့မယ်ဆိုရင်ပလောင်အကြမ်းဖက်သမားတွေထိန်းချုပ်ထားတယ်။ပလောင်အကြမ်းဖက်သမားတွေရဲ့ဌာနေလို့ပြောလို့ရတဲ့နမ်ဆန်နမ်တူနဲ့မန်တုံက မြေလံယုံမကပြာပါချခံရမှာဖြစ်ပါတယ်ဆိုတော့ဒီအခြေအနေတွေကိုကောင်းကောင်းနားလည်တဲ့အတွက်လည်းအပြစ်ခတ်ရစဲရေးကိုဒူးထောက်ခါရတွားတွားညွတ်ပြီးတော့တောင်းပန်ရင်းနဲ့မုကုံမျိုးကိုပြန်ပေးပါမယ်ဆိုပြီးတော့ငိုတန်တွေမျက်ရည်စားတွေနဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေတွေကိုအပြစ်ခတ်ရစဲရေးစာချုပ်ကိုလက်မှတ်ထိုးဖို့အတွက်လည်းမိုင်းချုပ်ကြားကိုယ်တိုင်ဥဆောင်တဲ့အဖွဲ့ကဆွေးနွေးခဲ့တာဖြစ်ပါတယ်မိုင်းကြောက်ကြဆိုတာကတာဖုံးကြော်လိုတာအပောင်းတို့ကိုမွေးထုတ်ပေးလိုက်တဲ့လက်ဥစရာဖြစ်တယ်လို့တာဖုံးကြော်ကိုယ်တိုင်ပြန်ဖလှန်ရဲတဲ့သူ့ရဲ့ဆရာရင်းတယောက်ဖြစ်ပါတယ် မိုင်းကျောက်ကြားဆိုတာက1992ခုနှစ်က PSL OBSL အပြစ်ခတ်ရက်စဲလက်နက်တွေလွှဲပြောင်းပေးတဲ့အချိန်မာနေဘလော့ဒေတာကိုသွားပြီးတော့ဒီစစ်သွေးကြွဖြစ်ခဲ့တဲ့ပလောင်စစ်သွေးကြွ9ယောက်ထဲကတယောက်ပါဝင်ဖြစ်ပါတယ် လက်ရှိချိန်မှာတော့ PSLF DNLA မှာအကြီးဆုံးအနေနဲ့ရှိနေတာကမိုင်းကြုတ်ကြဖြစ်ပြီးတော့တိုင်ပေါင်းတို့တာဖုံးကြော်တို့ဆိုတာကခိုင်းဘက်တာတာတွေသာဖြစ်ပါတယ်။ဆိုတော့ဇိုလိုရင်းကိုပြန်ဆက်ရရင်တော့မိုင်းကြုတ်ကြကသူတို့ရဲ့အကျိုးစီးပွားတွေကာကွယ်ဖို့နိုင်ငံရေးအစီအရေးကိုအရှုံးနေနဲ့ဂျုံတွေ့လာရပြီဖြစ်တဲ့အတွက်အပြစ်ခတ်ရစဲရေးကိုစာချုပ်ချုပ်ဆိုလိုက်တယ်။အပြစ်ခတ်ရစဲရေးကိုစာချုပ်ချုပ်ဆိုလိုက်တာရဲ့နောက်ဆက်တွဲလေကြောင်းတိုက်ခိုက်မှုတွေနဲ့နေ့စဉ်သေနေရတဲ့ပလောင်အကြမ်းဖက်တွေ နေ့စဉ်တည်ဆုံမှုတွေနဲ့ကြုံတွေ့နေရတဲ့ပလောင်နာရေးအိမ်တွေအားလုံးကတမတော်ရေးလေကြောင်းတိုက်ခိုက်မှုကနေကင်းလွတ်သွားခဲ့တာအခုဆိုရင်တလားကျော်သွားပြီဖြစ်ပါတယ်တမတော်ဘက်ကတော့အပြစ်ခတ်ရဲ့စေရေးစာချုပ်ကိုပထမပိုင်းဟိုက်ကင်ဆွေးနွေးပွဲတွေကနေလည်းအပြစ်ခတ်ရဲ့စေရေးစာချုပ်ကိုလက်မှတ်ထိုးခဲ့တယ်တမတော်ဘက်ကလည်းအပြစ်ခတ်ရဲ့စေရေးစာချုပ်မှာဂရီကဝတ်တွေကိုစောင့်ထိန်ခဲ့တယ်အခုပလောင်လက်နက်ကင်သဘောင် DNL နဲ့အပြစ်ခတ်ရဲ့စေရေးစာချုပ်မှာလည်းအပြစ်ခတ်ရဲ့စေရေးတက်ရောက်တဲ့အောက်တိုဘာ29ရက်နေ့မနေ့ကနေစပြီးတော့ဒီနေ့ ဒီဇင်ဘာ၁ရက်နေ့ထိတမရော်ကပလောင်တွေရှိနေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုအားလုံးရပ်တန့်ပေးခဲ့ပါတယ်။ဒီအခြေအနေတွေကမိုင်းကျုပ်ကြားလို့လိုချင်တဲ့အခြေအနေဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုက်ကြီးခွဲမိုးကုတ်ကိုတိုက်ယူဆိုတဲ့ပုံစံမျိုးနဲ့ထပ်မံပြောဆိုလာရင်တော့တမရော်ကမိုးကုတ်သမကနမ်ဆန်နမ်2မန်တုံကိုပါမြေလမ်းမှာဖြစ်ပါတယ်။ဒါကမိုင်းကျုပ်ကြားပါဝင်ပလောင်လက်နက်ကန်တဲ့ပုံ DNL ခေါင်းဆောင်တွေရဲ့ကိုကျိုးစီဘွားကိုကာကွယ်ရေးချိန်မှန်းချက်တခုဖြစ်ပါတယ်။ဒါကြောင့်မလို့လဲမိုးကုတ်နဲ့မိုးမိတ်ကိုလွှဲပြောင်းပေးရပါမယ်ဆိုပြီးတော့ခါရခဲ့တာပါ။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင် မိုးကုတ်ကိုဝင်လာတဲ့တပ်မတော်စစ်ကြောင်းတွေကိုကြားပြတ်တိုက်ခိုက်မှုတွေပြုလုပ်ဖို့မိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ဖို့နဲ့မိုးကုတ်မျိုးကိုပြန်လည်ဝင်ရောက်လာတဲ့တပ်မတော်စစ်ကြောင်းတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပြစ်ခတ်နှောက်ယှက်မှုတွေကိုကာကွယ်ပေးရမှာကပလောင်တွေရဲ့တာဝန်ဖြစ်ပါတယ်။ဒီအပြစ်ခတ်ရေးစေးစာချုပ်ပါအကြောင်းအရာကိုချိုးဖောက်မယ်ဆိုရင်ပလောင်တွေအတွက်ကအရင်အနည်းကြီးကြီးမားမားပေးရမှာဖြစ်တဲ့အတွက်အကြမ်းဖက် PDF တွေ တခါတုံးအတုံးချခံ PDF တွေရဲ့နောက်ဆက်မှုတွေကိုပလောင်အရန်ဖက်တွေကိုတိုင်တာဝန်ယူပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မနေ့ကညကထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပေါ်ခဲ့တဲ့မိုးကုတ်အစွန်နဲ့မိုးမိတ်အစွန်မှာထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။မိုးကုတ်အစွန်မှာကတော့ပလောင်လက်နက်ကန်တပုံ DNL ရဲ့ခိုင်းဘက် PDF တွေကတမန်ဆက်ကြောင်းတွေကိုနောက်ဆက်ဖို့ပြုတ်လို့တဲ့အချိန်မှာပဲပလောင်လက်နက်ကန်တပုံ DNL ကနန်ချန်နဲ့နမ်တူမန်တုံတို့ကိုဘုံကျဲခံရမှာဖြစ်တဲ့အတွက်စစ်ပွဲပေါ်ဆောင်မှုကြိဖောက်ဖို့ပြုတ်လုပ်လာတဲ့ PDF တွေကိုပလောင်လက်နက်ကန်တပုံ DNL တွေကိုတိုင်း ထမပိုင်းမောင်ခွေးမောင်းတယ်လို့မောင်းထုတ်ခဲ့တဲ့ပုံစံမျိုးတက်ဆူဆူရွာရွာပြန်လှည့်ပြီးတော့ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မနေ့ကဖြစ်ပေါ်ခဲ့တဲ့ထူးထူးတိုက်ပွဲတွေကပလောင်လက်နက်ကင်တပုံ DNL ကိုရဲသူတို့မွေးထုတ်ပေးလိုက်တဲ့သူတို့ရဲ့အတုံးချခံခိုင်းဘက်တပက် PDF တွေကိုသူတို့ခြေသူတို့လက်နဲ့တနက်ကိုမောင်းတင်ပြီးတော့ပြန်လှည့်ပြစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။မနေ့ကထိတွေ့မှုတွေအတွင်တမတော်စစ်ကြောင်းတွေထိခိုက်မှုတွေမရှိခဲ့ဘူး။ပလောင်လက်နက်ကင်တပုံ DNL ကနှောက်ယှက်မှုတွေပြုလုပ်မဲ့ PDF တွေကိုကိုယ်တိုင်နရင်တွေမအုပ်ယုံတမဲ ပြန်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်အကြံဖတ်အပိမီဒီယာတွေမှာတော့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီးတမတော်စစ်ကြောင်းတွေကပဲအထိနာလို့ဆုတ်ခွာသွားရတဲ့ပုံစံမျိုးရည်သားခဲ့ကြပေမဲ့မနေ့ကထွေထွေတိုက်ပွဲတွေအတွင်းပလောင်လက်နက်ကင်တပုံ TNL က PDF တွေကိုသူတို့ကိုယ်တိုင်ဥအောင်လက်ဦးမှုရယူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တမတော်ရဲ့အညိုအညင်ကိုမခံနိုင်တဲ့အတွက်တမတော်ကစိတ်ကွက်သွားမှကိုမခံနိုင်တဲ့အခြေအနေမျိုးရှိပါတယ်။ဒါတွေကနိုင်ငံရေး PR ရှိရဲ၊စစ်ရေး PR ရှိပါတယ်။ ဒီလိုအခြေအနေတွေအတွက်တမ်မတော်ကိုဒေါသမထွက်စေဖို့အတွက်ဘလောင်တွေကိုယ်တိုင်သူတို့ရဲ့ခိုင်းဘတ်တပည့်တွေကိုပစ်ခတ်ခဲ့တာဖြစ်တဲ့အတွက်မနေ့ကတညတည်းတွင်ဘလောင်အကျန်းဖတ်တပုံ DNL ရဲ့ပစ်ခတ်မှုကြောင့် PDF အဖွဲအစုံကအကျန်းဖတ်သမားတွေတောက်တောက်လည်းတေကြရဲဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဘာကြောင့်လဲဆိုရင်မိုးကုတ်ကြက်ပြင်ပတ်ဝန်းကျင်မှာဘလောင်လက်နက်ကန်တပုံ DNL တနှစ်ကျော် 490ကျော်ရပ်ပေါင်း490ကျော်စကန်ချခဲ့တာဖြစ်ပြီးတော့ဒီနေရာတွေမှာပဲ PDF တွေကဝင်ရောက်စကန်ချတာရှိတယ်။မြို့အစွန်နဲ့မြို့ပြင်နဲ့အဖျားအနားတွေမှာရှိတဲ့ကင်းစကန်တွေကအစားပလောင်တွေဝင်ရောက်နေထိုင်ခဲ့တဲ့နေရာတွေဖြစ်တဲ့အတွက်အခုထိတွေ့တိုက်ပွဲတွေအတွက်ပလောင်တွေကိုယ်တိုင်အနေမြရှင်းလင်းဆောင်ရွက်ပေးခဲ့ရတာဖြစ်တဲ့အတွက်အောင်ရဲ့လက်နဲ့သူတို့ကိုယ်တိုင် PDF တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲအတွင်းပလောင်ရဲ့တပ်ဖြတ်မှုတွေကြောင့် PDF အဖွဲ့ပေါင်းများစွာထိခိုက်သေးဆုံးမှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မုံမိတ်နဲ့ပတ်သက်တဲ့တဲ့တွေမှာ မိုးမိတ်အင်းဒီမှာကချင်လက်နက်ကိုင်တပုံ KNA ကဒီမိုးကုတ်ကနေမောင်းထုတ်ခံရတဲ့အညာသားတော်သားတခါသုံးခိုင်းဘက် PDF တွေကိုအလှည့်ကျနဲ့ခေါ်ယူသုံးဆဲပြီးလက်နက်တက်ဆင်ပြီးတော့မိုးမိတ်ကိုဆက်လက်ခုခံမယ်မိုးမိတ်ကိုခုခံပြီးရင်တော့မိုးကုတ်ကိုဆက်လက်တိုက်ခိုက်မယ်ဆိုတဲ့ညှို့လင်းချက်အမှားတွေနဲ့ PDF တချို့ကိုစီယုံတွေးဆောင်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်အဲ့ဒီအတွက်မိုးမိတ်မိုးမိတ်ရဲ့အဝင်ပတ်ဝန်းကျင်မှာရှိတဲ့နေရာတွေမှာဒီတနက်ဖောက်တာတွေပြစ်ခတ်မှုတချို့ရှိခဲ့တယ်လို့သိရပါတယ် အဲ့ဒီတွေပလောင်လက်နက်ကန်တဘုံ DNL ကတမလို့စစ်ကြောင်းတွေထိခိုက်မှုမရှိစေဖို့တမလို့ရင်ထဲတွေထိခိုက်မှုမရှိစေဖို့အတွက်ပလောင်လက်နက်ကန်တဘုံ DNL ကိုယ်တိုင်လုံခြုံရေးဆောင်ရွက်ပေးတာဖြစ်ပြီးတော့တစ်ဖက်မှာကချင်လက်နက်ကန်တဘုံ KIA နဲ့သူတို့မွေးထုတ်ပေးလိုက်တဲ့တခင်ပြောင်းပြီးတော့အမွေးခံရတဲ့မွေးစားခံရတဲ့ခွေးတွေလိုပဲသူတို့ရဲ့ဆက်ရရင်းဖြစ်တဲ့ DNL ကိုပြန်ကြိုက်တဲ့ပုံစံမျိုးပြုလုပ်လာတဲ့အတွက်ပလောင်တွေကမနေ့ကမိုးမိတ်ပတ်ဝန်းကျင်မှာလည်း NUG PDF အဖွဲ့တွေကိုပြန်လည်ပြီးတော့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက်တိုက်စုံမှုတွေကြုံတွေ့ခဲ့ရပြန်ပါတယ် ။ဒါကြောင့်မနေ့ကနိုဝင်ဘာ30ရက်နေ့ညကတော့မိုးကုတ်နဲ့မိုးမိတ်မှာတိတိတက်ပွဲတချို့ဖြစ်ပေါ်ခဲ့တယ်။ဒီထွတ်တိုက်ပွဲတွေအတွင်းပလောင်လက်နက်ကင်တပုံ DNLA ကိုတိုင်သူတို့မောင်းထုတ်ခဲ့တဲ့ PDF တွေကစကားနားမထောင်တဲ့အတွက်သူတို့မွေးစားထားခဲ့တဲ့မွေးစားသားတွေသူတို့လက်နက်တက်ဆင်ပေးပြီးတော့ထမင်းကျွေးခဲ့တဲ့ PDF တွေကိုပြန်လည်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် PDF တွေသိဆုံးမှုများခဲ့ပါတယ်။ မိုးကုတ်ကတော့ရှောရွှေရွှေနဲ့အေးစစ်စစ်ဖြစ်သွားတယ်ဆိုပေမဲ့မိုးမိတ်မှာတော့ကချင်လက်နက်ကန်တပုံ KNA က2024ခုနှစ်တက်သွင်းရနှစ်ကုန်ဆစ်စင်ဒုတိယပိုင်းမတိုင်ခင်စစ်ရေးအခြေအနေတွေနဲ့ပြန်လည်ချိန်ထိုးပြီးတော့လွတ်တဲ့ငါကြီးတဲ့ပုံစံမျိုးနဲ့နှက်ကန်တပုံ DNL ကမိုးမိတ်မျိုးကိုအတင်းကောက်စားသွားတဲ့သဘောခံမြင်လျက်ရှိပါတယ်။ဒါကြောင့်မလို့လဲမိုးမိတ်မျိုးကိုခံစည်းတစ်ခုပြင်ဆင်မှုဆောင်ရွက်နေတယ်။မိုးမိတ်ကိုသာတမရကအပြေဝထိန်းချုပ်လိုက်မယ်ဆိုရင်မိုးမိတ်ရဲ့မြောက်ဖက်မှာရှိနေတဲ့မက်ဘိတ်မိုးမိတ်ရဲ့အရှိတ်ဘက်မှာရှိနေတဲ့နန်းဖက်ကဒေတာတွေက လုံခြုံရေးစီးပေါက်သွားတော့မှာဖြစ်ပါတယ်ဒီအခြေအနေတွေကိုစိုးရင်ပူပန်မှုတွေမြင့်တက်နေတဲ့ကချင်လက်နက်ကိုင်တပုံ KIA ကတစ်ခါသုံး PDF တွေကိုပြောရမယ်ဆိုရင်ပလောင်လက်နက်ကိုင်တပုံ DNL စွန့်ပစ်လိုက်တဲ့အောင်နဲ့တို့ဂုတ်ကြားတို့လိုပုံစံမျိုးကျွေးမွေးပြီးတော့ PDF တွေကိုထပ်မံတခင်ပြောင်းမွေးစားမှုတွေပြုလုပ်ခဲ့တာပါဒီအတွက်ကချင်လက်နက်ကိုင်တပုံ KIA နဲ့ PDF တွေကတဖွဲ့ပလောင်လက်နက်ကိုင်တပုံ DNL ကတမတော်စစ်ကြောင်းတွေကိုအထူးကမရှိစေရည်အတွက်အကာအကွယ်ပေးရမယ်ဆိုတဲ့ဂရိကဘုတ်ကတဖွဲ့နဲ့ဒီဘက်နှစ်ဖက်ကြားမှာထိတွေ့မှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် တမတော်ကတော့လုံအောင်အေးစစ်စစ်ပါပဲပွဲကြည့်ပရိတ်သတ်လို့ဆိုရမှာဖြစ်ပါတယ်ပြစ်ခတ်ရစေရေးစာချုပ်အရာတမတော်ဆက်ကြောင်းတွေရဲ့လုံယုံရေးကိုအာမခံချက်မပေးနိုင်ဘူးတမတော်ဆက်ကြောင်းတွေကိုထိတွေ့တိုက်ပွဲတွေတိကြိုက်မှုတွေကြုံတွေ့ရရင်နမ်ဆန်နမ်တူနဲ့မိုးကုတ်ကပြာချခံရမှာဖြစ်တဲ့အတွက်ပလောင်တွေမရင်ရဲပါဘူးကလင်ကကြက်လုံးမှုတွေတဒေရုပ်စွာနဲ့တွဲခေါ်မှုတွေကတော့ရှိခဲ့ပါတယ်မိုးကုတ်နဲ့မိုးမိတ်ကနေအဆုတ်ပြမယ်တမတော်ရင်တန်းတွေတမတော်ဆက်ကြောင်းတွေပြန်လဲဝင်ရောက်လာပြီးယူနီဖောင်းပြောင်းတိုက်ခိုက်မယ်ဆိုတဲ့စစ်ကူးရင်မှုတွေရှိခဲ့ပါတယ် ဒီအခြေအနေကိုရိပ်ဆားခဲ့ကြတဲ့ဒီကဆတာမှုတွေတမတော်အကြီးအကဲတွေကပလောင်လက်နက်ကင်သပုံ DNL ကိုပြီးခဲ့တဲ့နိုဝင်ဘာ12ရက်နေ့ကခေါ်ယူတတိပေးပြီးတဲ့နောက်အခြေအနေကလုံးဝကိုပြောင်းလဲသွားတာဖြစ်ပါတယ်ဒီလိုအခြေအနေပြောင်းလဲသွားပြီးတဲ့နောက်မှာပဲပလောင်လက်နက်ကင်သပုံ DNL ရဲ့တဒေယုံမှုကောက်ကျင့်မှုဆင်းလဲမှုတွေနဲ့စင်စါထားမှုတွေကကစားပွဲပြောင်းပြီးတော့ဂိမ်းသီအိုတွေတစ်ခုလုံးကအပြောင်းလဲဖြစ်သွားပါတယ်ဒီလိုဂိမ်းသီအိုတွေကြီးအပြောင်းလဲဖြစ်သွားပြီးတဲ့နောက်မိုးကုတ်ကိုအားလုံးစုပေါင်းကာကွယ်ကြမယ်ဆိုတော့ ် PDF တွေအားလုံးခွေးမောင်းတယ်လို့မောင်းခံရလိုက်တယ်ခွေးမောင်းတယ်လို့မောင်းခံရပြီးတဲ့နောက်အခုဆိုရင်ခွေးတွေရိုက်တယ်လို့ပါရိုက်ခံရတဲ့အခြေအနေမျိုးဖြစ်လာခဲ့တာပါအဲကြောင့်မနေ့ကမိုးကုန်းနဲ့မိုးမိတ်မှာထိထိတိုက်ပွဲတချို့ရှိခဲ့တယ်ဆိုတဲ့ဖြစ်စဉ်ကမှန်တယ်လို့သိရတယ်ဒီဖြစ်စဉ်အတွင်းပလောင်လက်နက်ကင်သဘုံ DNL ကိုတိုင် PDF တွေကိုတိုက်ပွဲဖော်ဆောင်တက်ဖြတ်ခဲ့တာတွေပြစ်ခတ်ခဲ့တာတွေရှိခဲ့တဲ့အတွက် PDF တွေတိုက်စုံးမှုရှိခဲ့တယ်ဆိုတဲ့မိုးကုန်းနဲ့ပတ်သက်တဲ့လက်လက်ဆက်ဆက်သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ။နေရာနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးလို့တာကတော့ပလောင်လက်နက်ကင်သဘုံ DNL ခေါင်းဆောင်ထုံမင်းသားလို့ခေါ်ရမယ်ထုံးတို့ထားတဲ့တာထုံးကျော်ရဲ့ကြပြားလေးဖြစ်ပါတယ်။ပထမပိုင်းမှာရွတ်ဆူခဲ့တယ်လို့ပါပဲ။အိုမိုးကုတ်တောင်းမရင်စကလုံးမရှိတော့ဘူး။အင်မတန်ကြည်ကွဲပြီးတော့မျက်ရည်စရည်နဲ့ကွဲအဲကွဲရှာရှာနဲ့ရေးသားခဲ့တယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့မိုးကုံမျိုးတင်းတိုက်ပွဲအတွင်းအသေးခံခဲ့ကြတဲ့ PDF တွေတစ်ခါသုံး PDF တွေကိုသိတယ်လို့နှစ်သိမ့်တယ်လို့ပုံစံမျိုးနဲ့ရေးသားခဲ့တာလည်းဖြစ်ပါတယ် ဒါကြောင့်မိုးကုတ်ကိုလက်လွှဲရခြင်းကတာဖုံးကျော်ရဲ့တသက်လုံးမထီဘူးမတွေ့ဘူးမကင်ဘူးတဲ့ပမာဏတွေ၆တန်ပရန်များတွေနဲ့အကျိုးစီးပွားအများပြားရရှိခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့ပလောင်လက်နက်ကင်သဘုံ DNA ရဲ့ဂျေဆုရှင်က PDF တွေဖြစ်ပါတယ်။ PDF တွေရဲ့အားနဲ့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်သဘုံ DNA ကမိုးကုတ်မျိုးကိုရရှိခဲ့တယ်။မိုးကုတ်မျိုးကိုရရှိခဲ့တာဖြစ်ပေမဲ့အသုံးချခံဖြစ်ခဲ့တဲ့ PDF တွေကတော့ပေးတာယူကျွေးတာစအယိုးရင်းတွေအပြားအနာတွေကိုက်တဲ့အစင်းနဲ့ဂျင်းနဲ့နေရတာဖြစ်ပါတယ်။ အခုတော့မိုးကုတ်ကိုတနည်းကျော်ကြောက်တူးခွင့်ရတယ်လဝကြီးအုပ်ခွင့်ရတယ်ဆက်ကြီးကောက်ခွင့်ရပြီးတဲ့နောက်အေးအေးဆေးဆေးပြန်လဲဆုတ်ခွာရတဲ့အချိန်အဆက်ပြေအနေနဲ့ရေးသားခဲ့တာဖြစ်ပါတယ်အဒီနေရာမှာအပြစ်ခတ်ရဲစဲရင်နဲ့ပတ်သက်ပြီးပလောင်လက်နက်ကင်သပုံ DNA တဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့အခုတာထုံးကျော်လိုလိုတာဖုံးကျော်လိုလိုမမင်းကြီးသားတယောက်ရဲ့အပြစ်ခတ်ရဲစဲရင်နဲ့ပတ်သက်ပြီးပြောဆိုခဲ့တဲ့အကြောင်းအရာတွေကလည်းတမိုင်းတစ်ခုရှိနေအောင်ပါပါအပြစ်ခတ်ရဲစဲမှုကပြန်လဲအင်အားစုဖွဲ့ဖို့အတွက်ဆိုတဲ့အကြောင်းအရာတစ်ခုရှိပါတယ် ဒီလိုမျိုးအရေးမြွတ်တွေပါတဲ့စာတွေ social media platform မှာရေးခဲ့တာတွေကတာဖုံးကျော်တာထုံးကျော်ရဲ့ထုံးတို့ထားမယ်ဆိုတဲ့စင်ခုံမှုတွေရဲ့နောက်ဆက်သွယ်ရေးသားမှုဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်တပုံ DNL ရတာဖုံးကျော်ရဲ့ရေးသားမှုတွေကိုလည်းဆက်လက်တောင်းဝန်ခံသွားရဖို့ရှိပါတယ်။ဆိုတော့အပြစ်ခတ်ရစဲရေးပြက်ပြားမှုအပြစ်ခတ်ရစဲရေးစာချုပ်ပါနောက်ဆက်တွင်အင်အားပြန်လည်တိဆောက်မယ်ဆိုတဲ့နိုင်ငံရေးချင်းကပ်မှုကပလောင်အကြမ်းဖက်သမားတွေရဲ့နောက်မှာရှိနေတဲ့ကလကာနောက်ွယ်မှာရှိတဲ့ တတိယရုပ်စွာစီစဉ်ချထားမှုကိုလည်းထင်ဟက်စွာမြင်တွေ့ရပြီဖြစ်ပါတယ်။ဆိုတော့လက်ရှိအပြစ်ခတ်ရဲစဲရေးဆိုတာကယာယီအပြစ်ခတ်ရဲစဲရေးတာဖြစ်တဲ့အတွက်ပလောင်တွေကိုယ်တိုင်ကလည်းမိုးကုတ်မြို့ကိုယင်နာနာနဲ့ပဲဆုတ်ခွာလိုက်ရတာဖြစ်တယ်။ဒီလိုမျိုးယင်နာနာနဲ့ဆုတ်ခွာလိုက်ရတာရဲ့နောက်ဆက်တွဲနောက်မှပြန်လည်အင်အားစုဖွဲ့ပြီးတိုက်ပွဲတွေဖော်ဆောင်နိုင်တဲ့အခြေအနေမျိုးကလည်းထည့်တွက်ထားရမယ့်အခြေအနေဖြစ်ပါတယ်။ န်စီလက်မှတ်စာချုပ်ကိုတနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးစာချုပ်နိုင်ငံတော်အစင်းနိုင်ငံတကာတန်တမန်တွေရဲ့ရှေ့မှာလက်မှတ်ထိုးခဲ့တာတောင်မှကရင်လက်နက်ကိုင်တပုံ KNU ကကြားဖြန့်လုပ်ဖို့အတွက် NCA ကိုကြော်ခိုင်းခဲ့ပါတယ်ဒီလိုကုံမင်းမှာပြုတ်လုပ်ခဲ့တဲ့ယာယီအပြစ်ခတ်ရက်စဲရေးစာချုပ်ကဘလောက်ထိခိုင်မာမှုရှိတယ်လဲဆိုတဲ့အခြေအနေနဲ့ ဒီအပြစ်ခက်ရစေးရေးစာချုပ်မှာပဲအခွင့်ရေးရှုပြီးတော့ပလောင်လက်နက်ကန်တဘုံ DNL ကအင်အားပြန်လဲစုဖွဲ့ပြီးတိုက်ပွဲတွေဖော်ဆောင်နိုင်နေဆိုတော့အခြေအနေမျိုးကိုလည်းမေ့မထားဖို့လိုပါတယ်။ဒါကဒီတာဖုန်းကျော်ရဲ့ social media platform ပေါ်မှာတရားဖို့သုံးဖို့ရေးလေရေးတာရှိတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကတော့အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး။အကျိုးလိုလိုညောင်ရီလောင်းနေပဲဆိုဆိုနှစ်ကြောင်းပြတယ်ပဲဆိုဆိုဒီအခြေအနေတွေကိုတာဖုန်းကျော်ရဲ့ရင်ထဲကနေလာတာဖြစ်ပါတယ်။ဆိုတော့အပြစ်ခက်ရစေးရေးစာချုပ်ကအင်အားပြန်လဲစုဖွဲ့မှုဆိုတဲ့အရေးအမြစ်တစ်ခုပါထားတာရှိတယ်လို့ မိုးကုတ်ကနေအခုထွက်ခွာသွားတဲ့အချိန်တောင်းမရန်စကလုံးမရှိတော့ပြီဆိုတော့မိုးကုတ်ကနေအထုပ်ဆွဲပြီးထွက်ခွာရတဲ့တာဖုံးကျွေရဲ့ရှင်တွေကနာကျင်မှုတွေ၊ကွဲရှားမှုတွေကိုလည်းမြင်တွေ့ရတယ်လို့မိုးကုတ်မျိုးကိုအသေးခံတိုက်ခိုက်တဲ့ PDF တွေအတွက်အာဏာမှုမရှိပဲနှစ်သိမ့်တဲ့ပုံစံမျိုးနဲ့ရေးသားခဲ့တာကိုလည်းမြင်တွေ့ရပါတယ်။အခုဆိုရင်တော့ပလောင်တွေကိုယ်တိုင်သူတို့မွေးခဲ့တဲ့အောင်နဲ့တို့ကုတ်ကြားတို့ကိုရိုက်လိုက်တယ်လို့မျိုးပဲသူတို့မွေးထုတ်ခဲ့တဲ့ PDF တွေကိုမနေ့ကညကပတ်ပတ်ဆက်ဆက်နဲ့ပဲ PDF တွေကိုပြန်လဲ တိုက်ပွဲပေါ်ဆောင်ပြီးတော့တိုက်ခိုက်နေပြီဆိုတဲ့သတင်းကိုကြားသိခဲ့ရတာဖြစ်ပါတယ်။အကြမ်းဖက်အာဘေးမီဒီယာတွေမှာကတော့သတင်းကိုပြောင်းပြန်လှန်လေးရှိပါတယ်။တမန်တော်ဆက်ကြောင်းတွေဆုတ်ခွာသွားရတယ်ဆိုတဲ့သတင်းတွေရေးသားကြပါလိမ့်မယ်။တကယ်တမ်းကတော့မနေ့ကပလောင်နေလုံချုံရေးယူပလောင်နေအကာအကွယ်ပေးပြီးတဲ့နောက်ဒါရောက်တိုက်ပွဲပေါ်ဆောင်တဲ့ PDF တွေကိုပြစ်ခတ်လိုက်တာဖြစ်တဲ့အတွက်အလောင်းတော်မဆွဲနိုင်မယ်နဲ့ပြန်လည်ဆုတ်ခွာသွားရတဲ့ PDF တွေကမိုးကုတ်တောင်ပိုင်းကဂုံတွေ မိုးကုတ်မြောက်ပိုင်းကတောင်ကျောတောင်ကြားတွေမှာဆုတ်ခွာသွားတဲ့ဆိုရယ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့မိုးကုတ်မြို့နယ်ပတ်သက်တဲ့လက်လက်ဆက်ဆက်သတင်းလေးဖြစ်ပါတယ်။ဒီနေ့ဒီဇင်ဘာ၁ရက်နေ့မှာလည်းတမတော်စစ်ကြောင်းတွေကထပ်မံဝင်ရောက်အုံမှာဖြစ်တဲ့ဒေသရင်းတင်ကြီးအေဂျင်ရဲ့လုံခြုံရေးကိစ္စတွေကိုဆက်လက်ဆောင်ရွက်အုံမှာဖြစ်တဲ့အတွက်တင်ကြီးအေဂျင်စွာနေထိုင်လိုကြတဲ့မိဘပြည်သူတွေကတော့မိုးကုတ်မြို့ကိုမကြခင်မုံမိတ်မြို့ကိုမကြခင်ပြန်လည်ဝင်ရောက်ပြီးတော့ကျန်းမာရေးကိစ္စတွေလူမှုရေးကိစ္စတွေစီးပွားရေးကိစ္စတွေပညာရေးကိစ္စတွေအားလုံးကိုဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အာပေးထောက်ခံသူတွေတပြေပန်းနဲ့ကြိုခဲ့ကြတဲ့ဇန်ကြီးဖြစ်သွားခေါခေါနဲ့ကြိုခဲ့ကြတဲ့အုပ်စုတွေကတော့မကုတ်မျိုးကိုဘယ်တော့မှအခြေချခွင့်ရကြတော့မှာမဟုတ်ဖြစ်ပါတယ် နိုင်ငံတော်နဲ့တမတော်ကသဘောထားကြီးစွာနဲ့ပြန်လဲဝင်ရောက်လာပါလို့တကားဖွင့်ထားမယ်ဆိုရင်တောင်မှလက်ပြံမလုံတဲ့အတွက်မုကုတ်မျိုးရဲ့အဖျားနာမုကုတ်မျိုးမှာကြိုးစိုးပါအိဆိုတဲ့ဆိုင်းပုံနားတော်မလာရဲတဲ့အခြေအနေမျိုးထိရောက်ရှိသွားကြပြီပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့ဒီဇင်ဘာတရနေ့အတွက်မုကုတ်မျိုးနဲ့ပတ်သက်ပြီးမုကုတ်မိုးမိတ်နဲ့ပတ်သက်ပြီးတမတော်ကပြန်လဲဝင်ရောက်လာတယ်ဆိုတဲ့အကြောင်းမုကုတ်နဲ့မိုးမိတ်ညီထိတိတိုက်ပွဲတွေဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးချိတ်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဟုတ်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။ နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။